တားနှစ်ယောက်ရှိချွေးမနှစ်ယောက်ရမယ်လေတမိနှစ်ယောက်ပဲလေဒါอืมကိုကအခုလက်ရှိမှာလဲကိုကကိုရတဲ့နောက်မှလည်းဒါကိုရဲ့အမိလိုပဲအမိနဲ့မချားဆိုတော့ကိုကသူ့ကိုပြန်ပြီးတော့အခုဆိုကိုကကိုပြန်ပြီးနှလုံးသွင်းပြီးသူ့သူ့ထားတဲ့စိတ်နေစိတ်ထားတဲ့ကိုကပြန်ပြီးသင်ယူနေရပါဘောနော်ကိုကိုတော့လေအရန်ဘဝမှာအဲ့ဒါတော့အရန်ပြီးပြည့်စုံတဲ့ကံကောင်းမှုပဲဟိုအမျိုးသားရတာလည်းကံကောင်းတယ်ရခမရလည်းကံကောင်းတယ်ဘောနော်တာသမီးရတာလည်းအခုချိန်ထိကံကောင်းတယ်ဘောနော်တာလေးနှစ်ယောက်ကလည်းအရန်လိမ့်ပါတယ် ်အာဟုတ်လားဒါတော့တက်တက်မြောက်တာဖြစ်တာအဲအဓိကတော့လေးချင်ကတော့အမှန်တိုင်းပြောရင်ဒီအရန်ဟိုအရန်ကြီးလုံးဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ပုံမှန်လေးတော့အစားရှောင်ပြတာရှိတယ် အဲနောက်ပြီးတော့အိမ်ရင်းဝဝအိတ်တာတို့အဲ့လိုမျိုးလေးပေါ့နောက် skin care လေးပုံမှန်လုပ်ဖြစ်တယ်။နောက် asset တွေမှာဆိုအဲ့လိုမျက်နှာပေါင်းတင်တာတို့ treatment လေးတွေလုပ်ဖြစ်တယ်ပေါ့နော်ဟုတ်။ဒါတွေကလည်းစိတ်ချမ်းသာအောင်လုပ်ရတာပါအဲအဲ့လိုလဲပါတယ်ထင်တယ်ဟုတ်တယ်အဲ့လိုအမျိုးသားနဲ့အဲကလေးတွေကလည်းကလေးအကြောင်းလဲစိတ်ညစ်စရာမရှိဘူးအမျိုးသားအကြောင်းလဲစိတ်ညစ်စရာမရှိတော့အဲ့လိုလဲပါမယ်ထင်တယ် တို့သားတွေအချစ်ခံရရင်ပုံပြောလို့ဆိုရဲထွက်လာတယ်။အဲအဲ့ဒါလည်းပါမယ်ထင်တယ်။ဟုတ်ကျိုးတော့ငါတော့အချစ်ခံရရတယ်။အဲဒီလိုပါပဲတခြားအဲ့လိုချစ်နေတဲ့အိမ်တော်ကြီးတွေလိုပါပဲ။ဟုတ်ဟုတ်ဒီလိုမျိုးလေးတွေရောဒါရှိတယ်ဗျာ။ကိုကြတာတိုင်မှုလေးဆိုဘယ်လိုလေးနဲ့တာအိမ်အောင်အဲများသောအားဖြင့်ကိစ္စတိုင်းကတော့နှစ်နှစ်ယောက်တိုင်ပြီးတော့လုံးဖြစ်တာများတယ်။ဟိုသားသမီးရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ် ဟိုဘာရေးပဲလုံးလုံးပေါ့နော်နှစ်ယောက်တိုင်းမြင်ပြီးနှစ်ယောက်အဲ့လိုအဆင်ပြေတဲ့ဟာဆိုလုပ်တယ်အဆင်မပြေတဲ့ဟာဆိုမလုပ်ဘူးပေါ့အဲတားနှစ်ယောက်ကတော့အရင်အဲ့လိုတဝင်းတူတာတော့မရှိဘူးသူကလည်းနှစ်ယောက်ကိုလည်းအဲ့လိုမြင့်မြတ်တတ်တာချစ်တယ်အဖေရောမေရောလေအဲ့လိုမျိုးဆိုတော့အရင်အဲ့လိုမျိုးတော့မရှိဘူးဟုတ်ဖေနဲ့မိနဲ့ပုတ်ကတ်တာရပါမရှိဘူးအဲအဲ့လိုမျိုးတော့မရှိဘူးပုတ်ကတ်တာနှစ်ယောက်လုံးတော့မြင့်မြတ်တတ်တာပဲတားနှစ်ယောက်ဆိုတော့တယောက်တယောက်စီကတ်တယ်ဟုတ်လားအတားနှစ်ယောက်စလုံးကပုတ်တဲ့ဘယ်သူကအားဖြစ်စင်ကြည်လာအာနှစ်ယောက်လုံးပဲတယောက်တစ်မျိုးစီပေါ့မတူဘူးပေါ့ဒါအချီးလေးရကြတော့လေ အဲ့လိုဟိုလိုတော်တော်လက်လက်လေးနဲ့အဲ့လိုတစ်မျိုးပေါ့အဲအငငယ်လေးကြတော့လည်းအဲ့လိုနည်းနည်းဟိုဟိုငင်ငင်လေးနဲ့တစ်မျိုးလေးပေါ့တားမြောက်က type လည်းမတူ character လည်းမတူအကြိုက်လည်းမတူ ရုပ်လည်းမစင်တားမြောက်ကတော့ပို့ပြီးတော့ type အဲတားအကြီးလေးကတော့ပို့တူတယ်ရုပ်လည်းနည်းနည်းပို့စင်တယ်ပြောကြတယ်ဟုတ်အဲအမျိုးသားတော့ ဟိုအကုန် support လုပ်ပေးပါတယ်။ဘာပဲဖြစ်ချင်းဖြစ်ချင်းပေါ့လေ။ဟိုဖြစ်ချင်းတဲ့ဟာအကုန် support လုပ်ပေးပါတယ်။အဲမရှိတော့ပါ။အဲရင်ကြောက်တော့ဟုတ်ပြီ။ချွေးမနဲ့ထိုင်ပြီးတော့မှာပါလား။ဒါတားနှစ်ယောက်ရှိချွေးမနှစ်ယောက်ရမယ်လေ။တမီးနှစ်ယောက်ပဲလေဒါ။အင်း။ကိုကအခုလက်ရှိမှာလဲကိုကကိုရတဲ့ရောက်ခမလဲအခုလည်းပါလာပြွဲမှာ။အာရောက်ခမလဲလားကိုရဲ့အမေလိုပဲ။အမေနဲ့မချားဆိုတော့ကိုကသူ့ကိုပြန်ပြီးတော့အခုဆိုကိုကကိုပြန်ပြီးနှလုံးသွင်းပြီးသူ့သူ့ ထားတဲ့စိတ်နေစီထားတယ်ကိုကပြန်ပြီးသင်ယူနေရတာပေါ့နော်ကိုချင်းမရလိုက်ရင်လည်းကိုအမေတယောက်လိုဟိုရောက်မတယောက်လိုမဟုတ်ဘဲနဲ့ကိုအမေတယောက်လိုဘလို့အပြေဝပေါ့နော်အဓိကတော့ရောက်မအောင်လို့မူနာယူနေရတာပေါ့ဟုတ်ချွေးမတွေမကြောက်ရတဲ့ရောက်ခွန်မတွေဖြစ်ချင်တာလေဟုတ်တယ်ဟုတ်တယ်အဲ့လိုတငယ်ချင်းပေါင်းပေါ့အဲ့လိုမျိုးဟိုမဘာလေးဆိုလဲတခုဆိုတနေမင်းမင်းတော်တော်လာလေးပေါ့အခုလက်ရှိလဲအင်းရရောက်ခွန်မနေရတဲ့အဲ့တိုင်းပဲကို့မှာအဲ့လိုလေရောက်ခွန်မမို့လို့ဟိုစိုးရင်ရတာ အဲ့လိုမျိုးထိန်းချုံရတယ်ကိုယ်မှာဘာမှမရှိဘူးအဲ့လိုမျိုးလေကိုကိုယ့်ရဲ့ဟိုဒီအမေတယောက်လိုပဲအဲ့လိုမျိုးဘာလို့ကမထူးလို့ရတော့မှမတည့်တာလေဟာအဲ့တော့သူတို့တွေမတည့်တဲ့နှယောက်စလူတွေပြောကြအဓိကတော့နှယောက်လုံးလိုတာပေါ့နော်ဟိုချိမလေးကလည်းလိန်မှာဖို့လိုတယ်။ရောက်ခမလည်းကောင်းဖို့လိုတယ်။အဓိကတယောက်တည်းကောင်းနေလို့လည်းမရအောင်။နှစ်ဦးနှစ်ဖက်ပေါ့။ဟိုဆိုလဲကို့ရောက်ခမကိုလည်းကို့အမေတယောက်လိုကိုယ်သဘောထားတယ်။ကို့ရောက်ခမလည်းကို့ကိုတမီးတယောက်လိုသဘောထား။အပြန်အလှန်မြစ်တာပေါ့။ဟုတ်။ကို့ကိုတော့လေ အရန်ဘဝမှာအဲ့ဒါကတော့အရန်ပြီးပြည့်စုံတဲ့ကံကောင်းမှုပဲဟိုအမျိုးသားရတာလည်းကံကောင်းတယ်ရခမရလည်းကံကောင်းတယ်ပေါ့နောက်သားသမီးရတာလည်းအခုချိန်ဒီကံကောင်းတယ်ပေါ့နော်ဒါလေးနှစ်ယောက်ကလည်းအရန်လိမ်ပါတယ်ဟိုကိုပြောရင်လည်းပြောစကားနားထောင်တဲ့ကလေးတွေမှာပါတယ်ပေါ့နော် ားလေးနှစ်ယောက်ပဲပဲအရန်လေးလာနေရဆိုတော့ဒီခါလေးကိုယ့်ရဲ့အလှတွေကမနှမြောဘူးလားအဲ့လိုမျိုးလူကလည်းမလုပ်တော့ဘူးဆိုတော့လေတခါလေးလည်းသတိရမိတာတော့ရှိတာပေါ့နော်ဒါမဲ့လည်းဟိုအခုလက်ရှိဘဝကလည်းကိုပျော်နေလက်ရှိဘဝမှာလည်းဒီအိမ်တော်တဲ့ဘဝမှာဒီအလုံးလုံးတဲ့ဘဝမှာလည်းကိုပျော်နေရဆိုတော့ကျင့်နေပါတယ်နှစ်ခုလုံးတော့ဟုတ်ပါမ runway ရှောက်တဲ့အခါလေးလည်းရှိရတယ်နော်အဲ့ခါကျတောင်းတယောက်ကမမေဘလောက်တောင်မှလာတယ်ဆိုတဲ့ဟာလေးကိုသူရှိရကြားလာရှိရရှိရသူကအရန်အပ်ပေးတယ်ရှောင်းရင်တော့လေမမလှုပ်မမ popular ဖြစ်တာလည်းကောင်းနေလေသူကအမြဲတမ်းပြောတယ်သူတို့ကြိုက်တယ် ယ်သူတို့အားပေးမယ်ဆိုအမြဲတမ်းလုပ်ပြောရတယ်။ဘာမြောက်ကအားဖြစ်နေတာပေါ့ကိုယ့်အတွက်ကကြာ။အားဖြစ်နေရအဲ့လိုအားပေးရဲ့။ အဲအမျိုးသားတော့ဟိုအရန်အပိတယ်လည်းမဟုတ်ဘူးအမပိတာလည်းမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိရဲဆိုရှိတဲ့ဟာကိုတော့လုံးခွင့်ပေးတယ်အဲ့လိုမျိုးဟုတ်အဲအမှုပြန်နဲ့ပတ်သက်ပြီး तू ကအဲ့လိုထိန်းချုပ်ထားတာတားထားတော့မရှိဘူးပေါ့နော်လက်ရှိမှာတော့အဲ့လိုကိုကိုတိုင်ကလည်းဟိုဒီဒီကလေးတွေငယ်တဲ့အချိန်မှာလည်းကိုကအချိန်ပြည့်ဝပေးခြင်းတယ်ကလေးလေးတွေဆိုတာကိုငယ်တဲ့အချိန်မှာပဲကိုနဲ့အတူတကွာသူတို့အနီးကပ်ဆုံးမတဲ့ဟာလေးတွေရှိတယ်ဟိုကလေးတွေကအသက်အရွယ်တစ်ခုရောက်လာရင်သူတို့သွားပြီးဆုံးမလို့မရတော့ဘူးလीဆိုတော့ဒီအချိန်မှာ ဲ့ကိုကအနီးကနေချင်းလို့ကိုကကိုလည်းအဲ့လိုနားလိုက်တာပါပါတယ်ဟုတ်ဘယ်ကြီးကြီးနားမှာလဲပေါ့အခုလောလောဆယ်တော့ကလေးတွေလည်းနည်းနည်းငယ်အကြီးလေးကလည်း၈နှစ်ပဲရှိသေးတယ်ဆိုတော့နည်းနည်းလေးတော့နောက်တစ်နှစ်နှစ်နှစ်ပေါ့လေဟုတ်တစ်နှစ်နှစ်နှစ်ပြီးတော့မှကို့အချင်းနေပေးလိုက်ရင်လည်းကို့လုပ်ဖြစ်မယ်အချင်းဒီမပေးလို့ရှိရင်လည်းကို့ဒီရှိတဲ့လမ်းကြောင်းမှာပဲဆက်သွားမယ်ပေါ့နော်ဟုတ်ကဲ့ဟုတ် Harry Republic ဒီစနေပြည့်ကနေစပြီးတော့အများကြီးအများကြီးအောင်မြင်ပြီးတော့ဆိုင်ခွဲပေါင်းအများကြီးဖွင့်နိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးလိုက်ပါရှင့်